ဟိုးရှိရှိလုံးကဘိုင်ယန်တီပြီမှာပြန်မတတ်မင်းကြီးအုတ်ချုပ်မင်းလုံးလည်းရှိတယ်ပြန်မတတ်မင်းကြီးဥယျာဉ်တော်မှာအလွန်လိမ်မာရင်ပါတဲ့ကျက်တူရွေးတစ်စုံဝေးပြုံထားတယ်ကျက်တူရွေးတွေဟာလူတွေနဲ့ရင်ပါကြတာကြောင့်ကောင်းရင်းနဲ့မထားပဲဥယျာဉ်ထဲမှာပဲလွတ်လွတ်လပ်လပ်နေစီပါတယ်ဒီနေ့မှာကျက်တူရွေးမလေးကနေဦးနှလုံးဥချခဲ့ပြီးအချိန်တန်တဲ့အခါ တတူရီလေးနှစ်ကောင်ပေါက်ဖွာလာပါတယ်။တစ်ကောင်ကဥကောင်နီအောင်ရှိပြီးတော့နောက်တစ်ကောင်ကတော့ဥကောင်ပြရောင်လေးနဲ့ဖြစ်တယ်။တတူရီလေးနှစ်ကောင်အတောင်လက်ဆုံလို့အပြန်တင်ကားတဲ့နေ့မှာလေပြင်းမှုန်တိုင်းကြီးကြောက်လာတယ်။တတူရီလေးနှစ်ကောင်ဟာလေပြင်းတိုက်ခတ်ရပါသွားကြပြီးတော့တစ်ကောင်တစ်နေရာစီရောက်ရှိသွားကြတယ်။ဥကောင်အနီနဲ့တတူရီလေးက သားတပြားရဲ့စခန်းထဲကိုရောက်ရှိသွားတယ်။အတောင်ကြောင်းမိပင်မန်းလို့မပြန်နိုင်တော့တဲ့ချက်သူတွေလေးကိုဘူသားကောင်းဆောင်ကတွေ့ရှိသွားပြီးကောက်ယူကြွေးဝေးထားတယ်။ဘူကောင်းပြားနဲ့ချက်သူတွေလေးကတော့ယဟန်နေတဲ့ရင်သုံးနေတယ်။သင်္ကန်းကျောင်းဆောင်နဲ့ရောက်ရှိသွားလို့ယဟန်တော်တွေကကောက်ယူကြွေးဝေးထားခဲ့တယ်။ခိုးသားတွေထံရောက်ရှိသွားတဲ့ချက်သူတွေလေးဟာညာဘက်ရောက်တဲ့အခါမိဘုံဝေးမှာ ိုင်းဖွဲ့စားတောက်နေတဲ့ခိုးသားတွေကိုတွေ့တော့ထိတ်လန့်လျက်ရှိတယ်။ခိုးသားကောင်းဆောင်ကဂျက်ကင်ကိုတဖဲဖဲပြီးချက်တူရွေးလေးစီပြစ်ပေးလိုက်တယ်။ဖိုက်စားနေတဲ့ချက်တူရွေးလေးကဂျက်ကင်ကိုထိုးစေးကြည့်ပြီးစားစားနဲ့စားလိုက်တယ်။ခိုးသားတွေတည်ရင်မူပြီးအော်ဟစ်ဆဲဆိုနေတာကိုကြည့်ပြီးကြောက်ပေမဲ့မောပန်းနေတာကြောင့်အိပ်ပျော်သွားခဲ့တယ်။မနေ့ရောက်တော့ ်အော်တဲ့တန်ရောက်သူလန့်လို့လာခဲ့တယ်။ကိုသားကောင်းကဟဲအောင်နိုးပြီလားကွာ။ငင်းထွက်ပြေးမယ်တော့မကြမ်းနဲ့။အာခုံးသက်လိုက်မှာဆိုပြီးသူစားနေတဲ့ပန်းဒီကိုဓာတ်နဲ့လီးပြီးလမ်းပစ်ပေးလိုက်တယ်။ရဲတန်ကြတော့ချက်သူတွေရဲ့အခိုးသားတွေရဲ့ပြောဆိုအပြုမှုတွေကိုရင်းနှီးလာပြီးသူတို့လူရဖို့သွားတဲ့အခါမှာလိုက်ပါသွားလိမ့်ရှိတယ်။ယဟန်ရဲ့ကျောင်းသင်ခန်းထဲကြာရောက်သွားတဲ့ချက်သူတွေလေးကတော့ ယဟန်နေအချင်းချင်းယဉ်ကျေးစွာပြောဆိုဆက်ဆံနိုင်နေရင်ပါလာခဲ့တယ်။ဒီနေ့ဗမနမင်းကြီးနဲ့အမတ်ကြီးတို့နှစ်ဦးဟာတောကစားထွက်လာရကလမ်းပြောက်ပြီးကိုးသားတွေစကမ်းချရာကိုရောက်ရှိလာတယ်။ကိုးသားတွေမွေးထားတဲ့ချက်တူတွေလေးဟာမင်းကြီးနဲ့အမတ်ကြီးကိုတွေ့တော့လိုက်ကြလိုက်ကြတက်ကြတက်ကြဟေးလို့ထားအော်ပါတယ်။ဘီရင်ကြီးတို့လည်းထိတ်လန့်သွားပါပြီ။ ထိုနေရာမှာအလင်းမြန်ထွက်ပြေးလာခဲ့ကြတယ်။ဘုရင်ကြီးကမကြီးကိုအိုးမကြီးငါတို့ကိုဆဲဆူတဲ့ဘူးကောင်းနေတဲ့ခြေသားဟာငါကူတော်နန်းတော်အပြောက်သွားတဲ့ခြေသားလေးနဲ့တူလိုက်တာလို့ပြောတယ်။မကြီးကလည်းမမရှင်မကြီးဖြစ်နိုင်ပါတယ်လို့ပြန်လျှောက်ပြီးခီးဆက်ခဲ့ကြတယ်။နေဆောင်တဲ့အခါဘုရင်ကြီးတို့နှစ်ဦးဟာယဟန်နဲ့တရင်သုံးနေထိုင်တဲ့ချောင်းသင်္ကန်းကိုရောက်လာကြတယ်။ ရဟန်းတို့ဝေးထားတဲ့ကျတူလေးကဘယ်ကြီးလို့မြင်နေတာကြွားပါမိတ်ဆွေကြွားပါမိတ်ဆွေလို့လို့နှုတ်ဆက်တာပါတယ်ဘယ်ကြီးကအမကြီးကိုအမကြီးဒီကြီးသားလေးကြတော့ရင်ကြီးလာပါလားနန်းတော်အပြောက်သွားတယ်ဥကောင်းပြကြီးသားလေးနဲ့မတူဘူးလားလို့မြင်လိုက်အဲဒီချိန်မှာကျတူလေးရဲ့တောင်ကြားရဟန်းမကထွက်လာပြီ တကားတို့ကျောင်းထဲဝင်မှာအနားယူကြပါလို့ဖိတ်ခေါ်လာတယ်။ဘီရင်ကြီးတို့လည်းကျောင်းသင်ကန်းထဲဝင်ကြပြီးအကျိုးကြောင်းလျှောက်ထားမိမြန်ကြတဲ့အခါဒီမင်းတိုက်ခိုက်စဉ်ကကောက်ဥကျွေးမွေးထားတဲ့အကြောင်းကိုသိရှိသွားကြတယ်။ဘီရင်ကြီးကအမတ်ကြီးကိုအမတ်ကြီးခြေသားလေးနှစ်ကောင်ကတမိတစ်ပါးရဲ့အမွေဖွာလာကြပြီမယ်။အပြောဆိုမှုရာကြွားချလာပြီလို့ဆိုလိုက်တယ်။အမတ်ကြီးကမလာပါမင်းကြီး ။ဦးကောင်းနေအောင်လည်းခြေသားလေးတွေးရှိခဲ့တဲ့နေရာမှာဓာလန်လေးများတို့လည်းတွေးရှိခဲ့တာကြောင့်ခိုးသားတို့နေထိုင်ရာဖြစ်နိုင်ပါတယ်။ခြေသားလေးဟာတခိုးတပြားတို့ရဲ့ပြောဆိုပြုမှုတိုင်းဒုပပြောဆိုနေတာဖြစ်ပြီးယခုရဟန်းတို့မွေးထားတဲ့ခြေသားလေးကတော့သူတော်ကောင်းတို့ရဲ့ပြုမှုတိုင်းပြောဆိုနေနိုင်တာဖြစ်ကြောင်းမှလှောက်တင်လိုက်ပါတယ်။